အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်စနေနေ့တိုင်းဆင်းပြီးတာနဲ့အခန်းပြရောက်တော့ယူနီဖောင်းလေးလဲအိနီဝစာဘောင်မီတိုလေးနဲ့တီရှပ်လေးပဲပို့ပပါဝတ်ပြီးတော့ဒီနေ့တန်ရှင်းလုပ်မှာပေါ့နော်တပတ်တစ်ခါပဲတန်ရှင်းရလုပ်ဖြစ်တာဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တပတ်တုံးသုံးခဲ့တဲ့အဝတ်စားလေးကိုရှော်ပါမယ်ဝတ်လျှော်ချက်ကတော့ကျွန်တော်တို့ဆန်ဝါပေးထားတဲ့အခန်းမှာပဲဆင်းသက်ပါတဲ့ဝတ်လျှော်ချက်လေးပေါ့နော် အဝေးလျှော်တဲ့အခါတော့ကျွန်တော်ဒီအမွေးစီလေးကိုအမြဲတမ်းသုံးပြပါတယ်။အဝေးလန်းတဲ့အခါပဲဖြစ်ဖြစ်ကိုပြန်သုံးတဲ့အခါမှာလည်းအနံလေးကမွေးနေတော့ကြတော့သူများအတွက်ကိုကိုအတွက်ကိုအဆင်ပြေတယ်ပေါ့နော်။ကျွန်တော်အဝေးလျှော်ပြတာနဲ့ဒါထမင်းချက်ပါမယ်။ထမင်းကတော့၂ရောက်စာ ချက်ရမှာပေါ့နော်။ ျွန်တော်တို့ဆက်ရုံကဒါနှစ်ယောက်တခန်းပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်အခန်းပေါ်နဲ့ကျွန်တော်နဲ့အတူတူစားဖို့အတွက်နှစ်ယောက်စာချက်မှာပေါ့နော်ပုံမှန်တော့ကျွန်တော်နှစ်ယောက်ကသမင်းတိတ်မစားပြဘူးပေါင်းဝယ်တဲ့ခမပါတဲ့ကျွန်တော်တို့ချိန်ွယ်လေးနဲ့နှစ်ခွက်လောက်ပဲချက်ရတာပေါ့နော်ကျွန်တော်ထမင်းချက်ပြီးပြီဆိုရင်တော့ကျွန်တော်အခန်းတန်ရှင်စပြီးတော့လောက်ပါမယ်။ စ္စည်းကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုရှုံနေတာပေါ့နော်လိုရာရောမလိုရာရောဒါလိုရမရဆိုပြီးတော့ထားထားတဲ့ဟာတွေပေါ့နော်အခုကတော့တန်ရှင်းလောက်တဲ့နေ့ဆိုတော့မလိုရတာရောအကုန်လုံးရှင်းပါမယ်ကိုရီးယားမှာတော့အများအားဖြင့်ကတော့ဒီစနေတနင်္ဂနွေနေ့ပြေးကြတယ်ဗောနော်ကျွန်တော်ဆိုင်မှာတော့ အလုံများတာအတွက်စနေတော့ပုံမှန်ရှိပါတယ်တနင်္ဂနွေတရက်ပဲပိတ်ရပိတ်တာပေါ့နော်ဒါကြောင့်မလို့တနင်္ဂနွေပိတ်ရလေးမှာခန်းတန်ရှင်လုပ်တယ်အဝိရှော်တယ်ပြီးကိုဝါဒနာပါတဲ့အရာလေးတွေလုံရင်းနဲ့မှနားရလေးရောချိန်ကုန်ဆုံးတယ်ပေါ့နော်ဒါတော့ကိုရီးယားနိုင်ငံမှာရှိတဲ့ညီကိုတွေကျွန်တော်တချက်ကုညီတောင်းချင်ပါတယ်ကျွန်တော်တို့ခမ်းမှာပိုဟက်တွေရမ်းများနေရပါတော့။ဒါကြောင့်ပိုဟက်နှိမ့်နေသေးနေလေးပါလိရှိလို့ရှိရင် ကျွန်တော်တချက်တော့ကုညီပေးကြပါဦး။ ော်မှန်ကတော့ကျွန်တော်မွေရာနဲ့အိတ်တာပေါ့နော်မွေရာကကျွန်တော်တနှစ်လောက်တုံးပြီးတော့ခါအရန်နာတာနဲ့မွေရာကိုမတုံးတော့ဘဲနဲ့ကျမ်းမြန်မာပဲကျွန်တော်အရခင်းလေးနဲ့ပဲခင်းပြီးတော့အိတ်လိုက်ပါတယ်ကျွန်တော်တုံးတဲ့မွေရာကဒါ spring မွေရာဆိုတော့ခါနာတယ်ပေါ့နော်ပုံမှန်အုံးစံမွေမွေရာဆိုရင်တော့ခါနာမယ်မထင်ပါဘူး ကျွန်တော်ခန်းမှာတော့ပိုဟက်တွေကတော်တော်လေးကိုတောင်းကျမ်းနေရပါတော့ကျွန်တော်ဆင်းနီမျိုးစုံလေတောင်းပြီးသားပြီးဖြန်းစည်းတွေရောပျော်လုံးကောင်းတဲ့ဆိုလို့လေကျွန်တော်ပျော်လုံးအနေနဲ့လည်းစမ်းသုံးကြည့်ပေးပါရပါတော့ဒါပေမဲ့မရဘူးပိုဟက်တွေကရှိနေတာပဲပေါ့နော်အဲကြောင့်မို့ပိုဟက်နေနေရေးဆင်းနီလန်ကောင်းလေးရှိလို့ရှင်ကျွန်တော်ကောင်းမှန်မှာပဲဖြစ်ဖြစ်ကျွန်တော်အကောက်ရဲ့ messenger ပဲဖြစ်ဖြစ်တစ်ချက်လောက်ကူညီပေးကြပါဦးကျွန်တော်တန်ရှင်းလော်ရင်နဲ့မှာ ပေါင်ချိန်ဆက်လေးတွေ့တာနဲ့ကျွန်တော်ပေါင်ချိန်ကြည့်လိုက်ပါတယ်။ပုံမှန်ကတော့ကျွန်တော်130ပဲရှိတာပေါ့နော်။အခုက130ဆိုတော့ဘာဖြစ်ဖြစ်ဆက်ချမ်းတာပါတယ်။ကျွန်တော်ဝေလဲနည်းနည်းတက်ချင်တာနဲ့အတော်ပဲဖြစ်ပါတာပေါ့နော်။တပည့်စီလက်ပြီးဆိုရင်တော့ကျွန်တော်ဟိုတနေ့ရမှာမှာထားတဲ့ဒီပို့ဟက်နေနေမှုံပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်မှုရတော့ဒီပင်တကားကြားရရောကျွန်တော်ဖြူလိုက်ကြပါတော့။ဆက်ရှင်းလုပ်ပြီးဆိုရင်တော့ကျွန်တော်နေရာလေးပြန်ချပါမယ်။ တန်ရှင်းလုပ်ရင်းနဲ့မှကျွန်တော်စုထားတဲ့ဒီငငယ်ကကျွန်တော်သုံးခဲ့တဲ့တစ်ချက်တန်နေနှစ်ချက်တန်နေ10တန်နေ20တန်နေပေါ့နော်အခုကြည့်နေတဲ့တငယ်ချင်းတွေရောဒါသုံးခဲ့ရလားပေါ့နော်ကျွန်တော်တို့ငယ်တုန်းကတော့တစ်ချက်တန်ထိသုံးရတယ်ပေါ့နော်တစ်ချက်တန်ဆိုရင်ကျွန်တော်ကက်ဆီနိုလေးတွေချိုချင်လေးတွေကျွန်တော်ရတယ်ပေါ့နော်ကျွန်တော်သုံးခဲ့ရတယ်ဒီတစ်ချက်တန်နေ10တန်20တန်နေသုံးဖို့ရလို့ရှိလို့ရှိရင်လည်း comment မှာရေးခဲ့ကြပါဦးလို့ကျွန်တော်တို့ဒီပတ်စံလေးတွေတော့ ငယ်ဘွားလေးတောင်မှပြန်ပြီးတော့တတိယမိတယ်ပေါ့နော်အခုကတော့เจ้าညီပဲတငယ်ချင်းတွေရောငယ်တငယ်ချင်းတွေရောကကိုပိုင်အလောက်ကိုစီနဲ့အိမ်တော်ကြားရဲ့လူကကြာเจ้าဆရာဖြစ်တဲ့လူကဖြစ်ငငကြားရောက်တဲ့လူကရောက်ပေါ့နော်တရားတဏီယာစီရောက်နေကြတော့တငယ်ချင်းတွေကိုလည်းအလုံးတတိယပါတယ်ကျွန်တော်တို့နိုင်ငံကြီးနေပြန်ကောင်းတဲ့နေတော့ကိုချစ်တဲ့တငယ်ချင်းတွေချစ်ရတဲ့မိသားစုတွေနဲ့မိတ်ဆွေတွေအလုံးကိုပြန်ပြီးတော့တွေ့ကြပါသေးတယ် ဒီနေ့လောက်ကပြောင်းတာနဲ့တန်ရှင်လောလိုက်ဝိလျှော်လိုက်ထမင်းချက်လိုက်နဲ့အခုမှပဲအခန်းတွင်းတန်ရှင်ပြေးပါတော့တယ်။တန်ရှင်လောက်ပြီပြီဆိုရင်တော့ကျွန်တော်အမိုက်သွားပြစ်မယ်ပေါ့နော်။ကျွန်တော်နေတဲ့အဆောင်အောက်မှာပဲအမိုက်ပုံးလေးတွေထားပေးထားတာဖြစ်တဲ့အတွက်တန်ရှင်လောက်တော့မလိုအပ်တဲ့ပစ္စည်းတွေအလုံးရှင်းပြီးတော့ကျွန်တော်အမိုက်ပုံးမှာပဲသွားပြစ်မှာပေါ့နော်။ ကိုရီးယားနိုင်ငံကိုအလောက်လာလောက်ဖို့စူးစမ်းနေတဲ့ EPL ညီကိုများအားလုံးလည်းစူးစမ်းပြီးလာခဲ့ကြပါ။ဒါပေမဲ့ဒီကျွန်တော်နိုင်ငံနဲ့ဆိုင်ဒီမှာအများကြီးခွင့်ရေးရှိပါတယ်။ဒါလေးကတော့ကျွန်တော်ဆိုင်ဝါပေးထားတဲ့အခန်းမှာပါတဲ့မြို့ဝချောင်းလေးပေါ့နော်။ဒါကတော့ကျွန်တော်ညီကိုနှစ်ယောက်တောင်းရတဲ့အခန်းလေးပါ။တန်ရှင်းလောက်ပြီးဆိုင်တော့ကျွန်တော်ရေချိုးရအောင်မယ်။ကိုရီးယားမှာကရာသီဥတုက ရန်အေးတဲ့ခါလည်းအေးတယ်ပူတဲ့ခါလည်းအရန်ပူတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ပိုင်းလာလို့ခေါ်တယ်ရေဘူးရေအေးစနစ်မပါလို့ရှင်ရေချိုးရတာအဆင်မပြေဘူးပေါ့နော်တချို့နေဘက်တွေကျတော့လည်းဒါခွနေနိုင်နဲ့နေရာတဲ့နေရာတွေရှိတယ်ပေါ့နော်အဲဒါကျတော့ရေချိုးတဲ့နေရာမှာရန်ကိုခက်ခဲဖြစ်ပါတယ်အရှိမြန်မာနိုင်ငံကနေပြီးတော့ EPR နဲ့လာချမဲ့ညီကိုတွေစူးစမ်းနေတဲ့ညီကိုတွေစူးစမ်းပြီးတော့လာခဲ့ကြပါ ီမှာကကိုယ်နိုင်ငံနဲ့ဆိုင်ရင်ဝင်ဝေကောအများကြီးကိုပါတယ်ပေါ့နော်ကိုယ့်ရဲ့ရမှန်းချက်ညှော်လင့်ချက်ကွန်ပျူတာစုကိုယ့်ဘဝရှိအတွက်အများကြီးကိုထောက်ကူဖြစ်ပါတယ်လို့ထူးခြားပြီးရောက်အောင်လာခဲ့ကြပါရေချိုးပြီးဆိုရင်တော့အင်းနီဝစာဘောပပဘောင်းမီတူလေးနဲ့တီရှပ်လေးနဲ့ပဲကျွန်တော်ဝယ်လိုက်ပါတယ်ပြီးရင်တော့ညာဘက်လည်းရောက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ညာတိုင်းလိမ့်နေကြစကင်လေးကိုလိမ့်မှာ တော့ဒီ skin set လေးကတော့ကျွန်တော်ယူရီးယားဘက်ကနေပြီးတော့နှမ်းမာထားတာပေါ့နော်ကျွန်တော်လည်းလည်းတော်တော်အဆင်ပြေတယ်ဒါလေးသုံးပြီးတဲ့နောက်ပိုင်းကျွန်တော်မျက်နှာလည်းတော်တော်လေးကိုတည်တာပြီးတော့ပြောင်းလဲလာတယ်ပေါ့နော်ကျွန်တော်ဆာကူရာတိုနာလေးရဲ့ပြီးရင်စီရန်လေးနဲ့ညာလင်းခရင်ရဲ့ပြီးရင် body lotion လေးရဲ့တော့အဲ့လိုအဆက်လက်လာတယ်ပေါ့နော် ျွန်တော်နေ့တော့တော်တော်လေးဝစဉ်ပြေပါတယ်ကျွန်တော်ကဝက်ချန်သမားဆိုတော့ကျွန်တော်ဝက်ချန်นี่တော်တော်လေးတက်တာပါတယ်ပေါ့နော်အဲအားလုံးပြီးပြီဆိုရင်တော့ကျွန်တော်အေးစစ်စစ်နားယူလိုက်ပါဦးမယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ခဲ့တဲ့တယောက်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ